အလုံးမဲမင်္ဂလာပါရှင်ဒီမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမြတ်တင်းရေးသားထားတဲ့မူသားပြရေ20ဆိုတဲ့ဝိတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်မူသားပြရေ20အခန်း1ကျင်ယုံမရှိတော့သူ့အဝိတ္တတာကိုဖွင့်ကြည့်အောင်မှရှားစေးတွေပေးကုန်ပြီဆိုသဖြင့်လက်ကိုပဆိုးဖြင့်နှစ်ခါသုံးခါလောက်ပုတ်လိုက်ရသည်ဤပြီးမှတစ်တာတွေကရှိစုမဲစုအဝိလေးတွေကိုထုတ်ပုံလိုက်ပြီးအထယ်ကောင်းရွေးကြည့်သည် ။စင်ဂရီပါအင်ဂျီလေးကဝင့်လို့ရပါသေးသည်မဆိုးသေးပါဘူး။ရှန်အင်ဂျီကလည်းဝင့်နိုင်သေးတာပဲ။ဈေးမယ်လုံးကြီးကိုဖြန့်ကြည့်မိ၏။အယောင်မလွင့်သေး။သို့သောပိုးတောက်ထားသည့်အပေါက်ကလေးတွေတော့ရှိသည်။ဟုတ်တော့ဘယ်နဲ့ထမိန်တွေကင်နေရတာလဲအဖိုးကြီးရဲ့။ငရဲငုံတွေကြီးကုန်တော့မှာပဲ။ဈေးဝယ်ပြန်လာတော့ဒေါ်ကျင်ယုံဤတန်ကြောင့်ဟုတ်တယ်ငွေလက်ထဲမှလုံကြီးကိုဖြတ်ခနဲလှုပ်ချလိုက်သည်မင်္ဂလာဆောင်သွားရင်မင်းဝစ်စရာအဝတ်မှရှိရလားလို့ပါကွယ် ရှိတာပဲဝတ်သွားတာပေါ့တော့ဒီရွယ်ရောက်မှတော့လှဖို့မလိုတော့ပါဘူးဒေါ်ရှင်ယုံကဈေးချင်းကိုချလိုက်ရင်ပြောသည်မင်္ဂလာဆောင်ကိုရှင်မာလိုက်ခဲ့စီခြင်းနာမမခင်တို့ကရှင့်ကိုလည်းတွေ့ကျင်ကြမှာပဲဒါတော့ဒါပေါ့ကွယ်ဒါပေမဲ့ဆရာလွင်တို့အလှကလည်းမသွားလို့ပဲကောင်းမှမလဲအလှနဲ့မင်္ဂလာဆောင်ကလည်းတိုက်တိုက်ဆိုင်ဆိုင်အရဲ့ထဲဆိုတော့ဒီလိုပဲလူခွဲပြီးသွားကြမှာအဆင်ပြေသွားတော့မှာပေါ့ဒေါ်ချင်ယုံကဈေးချင်းနဲ့မှဖီချန်ကပြောသည့်နှင့်ဆလိတ်စည်းများကိုထုတ်လိုက်သည် စစ်လိမ်တွေကလည်းဈေးတက်လိုက်တာလုံးမရောကိုကပြန်ရောင်းတော့ဈေးကတိတ်တင်းလို့ရတာမဟုတ်ဘူးငပြောဒီကနည်းနည်းတော့စိမ့်နေအလုံးညီပြီးလှလို့ဝင်လာတာဆိုင်မှာချိတ်ထားရင်းနဲ့မှဲ့လာမှာပါဖိုးတင်ငွေကထိုင်ရမှတဖြည်းဖြည်းအာယူဝေးထားသည်ငါဆိုင်ကိုသွားတော့မယ်မင်းမလာသေးလို့စောင့်နေတာဟုတ်ကဲ့ငပြောပြီးကထားခဲ့ပါကြုတ်လာမှယူခဲ့ပါမယ်အော်နေအောင်နေအောင်သွေးစင်းနဲ့တကြားနဲ့ဖြောလိုက်အောင်မယ်ဆေးတောက်ပြီးမှသွားမင်းညားကခေါင်းမူးတယ်ဆို ဖူတင်ငွေပြန်၍ထိုင်ရပြန်သည်ခေပင်နှန်းကြားမှတရွေ့၍တွားတွားနေသောမြင်းနီလန်းကလေးကိုငေးကြည့်နေမိ၏အခန်းနှင့်အလှမန်းတဲ့ထဲမှပြိတ်သက်တွေကကြိတ်ကြိတ်တိုးနေသည်ခြေတုပ်ခုံမှခြေတုပ်ရင်းလှမ်းကြည့်လိုက်၏ဟိုမှာဆရာလွင်မဟုတ်လားဆရာလွင်ရုတ်ကြမသွားသေးဘူးနည်းနည်းဝါတော့ပူပြီးတောင်ခန့်လာသေးတယ်အပဒီဘက်ကြွပါဒီမှာထိုင်ပါလူငယ်တယောက်ကသူ့ကိုခေါ်ပြီးမန်းနဲ့ဤဝဲဘက်ချမ်းရှိ လူနေသောနေရာတွင်အထိုင်ခိုင်းသည်အင်းနည်းနည်းအိုက်ဆက်ဆက်နိုင်သလားပဲဆိုင်ကူစိတ်ရောက်သွား၏ဆိုင်ကူတော့ပိတ်ထားခဲ့ရတာပဲမတတ်နိုင်ဘူးမတ်ကျင်ယုံကတော့ပြောပါတယ်မဲလှသမီးလေးကိုတမနဲ့လောက်အထိုင်ခိုင်းရင်ရတယ်လို့ဒါပေမဲ့ကိုကအစိတ်မှမချတာဒီကောင်မလေးကကွမ်းရတောင်အပေါင်လန်းတဲ့အောင်ရာတတ်တာမဟုတ်ဘူးတနည်းကကြည့်ပါလားကိုရွယ်ပေါ်မှာရှားစည်းကိုအရင်တုတ်ပြီးထုံးကိုနောက်မှတုတ်ရတယ်လို့ကြားကြဘူးပါ ီတော့ထုံးတုံတန်းမှာရှားစည်းတွေကပြီးကုန်တာပေါ့အဲ့ဒီတုံတန်းကိုအိုးထဲကိုဆွတ်ခနဲစိုက်လိုက်တော့ထုံးရည်ဖြူဖြူထဲမှာရှားစည်းညူညူတွေပြန့်ကုန်ရောဘယ်မှာတက်ရက်ပါတော့မလဲဒါနဲ့ငေါက်ပြလိုက်တယ်ကျင်ုံကတော့ဝင်ပြောပါသေးတယ်တော်ကလည်းတော်ထုံးအိုးထဲကိုဘသူကဆင်းပြီးကမှမို့လဲအင်းလေကိုကဘာမဆိုတန်တန်ရှင်းရှင်းတက်တက်ရက်ရက်ရှိမှကျင်းတတ်တာကိုဒါဟာအမှုပညာသမားရဲ့ညင်မဲလားမသိပါဘူး။အော်အမှုပညာဆိုလို့ ဆရာလူရင်းတို့များကြတော့လဲအမှုပညာနဲ့အကျိုးပေးလိုက်တာနော်ခုထိတီးတုံးဆိုတော့အမှုပညာဆိုတာအိုးတယ်မရှိဘူးတဲ့ဒီစကားဟာဆရာလူရင်းတို့အတွက်တော့တယ်မှန်တာပဲသူကလည်းတကယ်ပါရမီရှင်ပဲလေအကြာကြီးတွဲခဲ့မှုတဲ့လူတွေပဲကိုဝိုင်းကောင်းဆောင်ကြောင်းကိုအသိဆုံးပေါ့ရော့အပသမင်းစားလက်မှတ်စောစောကနေရာချပြီးတော့ကောင်းလေးကမြေထားလက်မှတ်အရွယ်အဝါရောင်ကပြားလေးတစ်ခုလာပေး၏ ူတို့လူကဓာတ်ပေါင်းတမင်းတွေးတာဆိုတော့ဒီလိုလက်မှတ်တွေပါတွေနဲ့တေချာကြကြနာနာလောက်ရတာကိုဆရာလွင်ဤမြေရှင်ကောင်းလေးများမန်းနတ်ကောင်းရင်ကဆင်းမြင့်ပေါ်မှာတွားထိုင်နေသည်ကိုမြင်ရ၏အနီအောင်လက်မှတ်ရတဲ့ပုံကူများကျွေးယုံတို့ကြွပါခင်ဗျာအတန်ချက်ဆက်မှအော်တန်ကိုကြားရ၏မန်းနတ်ထဲမှလူချို့ထွက်သွားကြသည်ဆရာလွင်နှင့်စကားပြောခြင်းစိတ်တွေယင်းထဲမှာတလိမ့်လိမ့်ပေါ်ထွက်လာသည်။ကိုရုံးကတပင်ဝင်တို့ A1 တို့မှာဓာပြသွင်းတို့က ကြုံခဲ့တဲ့အဖြစ်အပျက်ကလေးတွေပြန်ပြောရင်တမျိုးမျိုးအရသာခံကျင်သည်ရုတ်တရက်ထရက်ပြီးလူအုပ်ကြားတဲ့တို့၍လှမ်းလာခဲ့၏အဘဘယ်လဲဘယ်သွားမလို့လဲစောစောကလူငယ်လေးရောက်လာပြီးဖိုးတင်ဝင်အင်ဂျီစာကိုကြောဘဲမှဆူဆွဲထားရင်းပြပြတလဲမေးသည်ဖိုးတင်ဝင်အနောက်သို့အနေငယ်ရိုင်သွား၏ငါဆရာလွင်နဲ့စကားသွားပြောမလို့ပါကွာလူငယ်ကဖိုးတင်ဝင်ဤအစိုးအင်ဂျီတို့ကိုမျက်စိကိုရှုံရင်းအမြန်အဆန်းကြည့်သည်နေအောင်အပါရဲ့ ဆရာကြီးကဟိုမှာထိတ်တန်းပုံကိုယ်လေးကိုဧည့်ခံနေတာအဘာသွားလို့မဖြစ်သေးဘူးလူငယ်လေးကြီးစကားကြောင့်အตาပြန်ပြီးထိုင်နေလိုက်ရ၏ဆရာလွင်တို့များတဲ့ပြီးကုသိုလ်ကောင်းတာပဲနော်သူ့အလှူကိုထိတ်သီးပုံကိုယ်လေးတောင်ဓာပြီးချီးမြှင့်ရတာပဲမန္တန်ရှိတွင်ခေပေါ်ကားလေးတစ်စီးထိုးရ၏ကားပေါ်မှအဝိစားပြူးပြူးပြောင်ပြောင်ဝှက်ထားသောလူငယ်တအူးနှင့်အပေါင်းအသင်းများဆင်းလာသည်ပြည်သက်အလုံးဝိုင်းကြည့်နေကြ၏ အချို့ကမတ်တက်ထားပြီးကြီးကြသဖြင့်မန်းနေထဲတွင်ရုပ်ရုပ်တဲတဲဖြစ်သွားသည်။တောင်အောင်စုတောင်အောင်စုအဲ့ဒါတောင်အောင်စုလေအစိုးရရုပ်ရှင်သင်းသားတောင်အောင်စုပေါ့။တီတို့ပြောတဲ့များ နေရာအနှံ့ပြားမှပေါ်ထွက်လာသည်။ခေါင်းရင်းပိုင်းတွင်ထိုင်နေရာမှဆရာလွင်ထပြီးရှောက်လာသည်ကိုမြင်ရ၏။ငါးနာရောက်လာရင်တော့နှုတ်ဆက်ဖြစ်အောင်ကိုဆက်လိုက်မယ်။ဆရာလွင်လျှောက်လာသည့်လမ်းကြောင်းသည်ဖိုးတင်ဝင်နှင့်လူနှစ်ယောက်စာလောက်သာခြားသဖြင့်အားတက်နေမိ၏ ဆရာလွင်ငါကိုမြင်ပါစေမြင်ပါစေဟောဆရာလွင်ငါတို့နားရောက်လာပြီငါကိုကြည့်နေပြီငါကိုမြင်သွားပြီဟင်မျက်လွှာချသွားပါလားနှုံလည်းမဆက်ပါလားမမှတ်မိဘူးထင်ပါရဲ့ဆရာလွင်ငါကိုမမှတ်မိတော့ဘူးထင်တယ်အေးလေပြည်သက်တွေကများလာကိုလူအုပ်ထဲမှာဆိုတော့ဇဝေဇဝါဖြစ်နေမှာပေါ့မမှတ်မိလို့ပါဆရာလွင်ကမာနာမကြီးတတ်ပါဘူးဒီအချိန်မျိုးမှာကိုကလည်းစွန့်နှုတ်မဆက်ရဲတော့ပါဘူး ပါဇက်ကအာဇီးထည့်ထားသလိုဖြစ်နေပါပြီ။ဟောဆရာလွင်နဲ့ရုပ်ရှင်မင်းသားလေးနဲ့တွေ့နေကြပြီ။အမေရုပ်ရှင်မင်းသားလေးကဆရာလွင်ကိုလက်အုပ်ချပြီးဂါရဝပြုတပြ။ဆရာလွင်တို့များနော်ဒီနေ့ခေတ်လူငယ်တွေနဲ့လည်းဝင်ဆန့်နှုံးမယ်။ဘဝရောင်လက်မှတ်ရတဲ့ပုံကူများကျွေးယုံကိုကြွပါခင်ဗျာ။အတန်ချက်ဆက်မှဖိတ်ခေါ်တဲ့ပေါ်ထွက်လာသဖြင့်ကျွေးယုံတို့ွားခဲ့ရ၏။ခင်မင်းစားပြီးပြန်လာတော့ ်ဧည့်သည်အစ်တွေထားရောက်ပြီးပြေးကျနေသဖြင့်နိုင်ငံထဲသို့ပြန်မဝင်ဖြစ်တော့အင်ကူသားပြန်လာခဲ့တော့ဤဆရာလွေငါ့ကိုမမှတ်မိဘူးနော်။အော်မမှတ်မိတာဘာဆန်းလဲ။ငါကလည်းအရင်တုန်းကပတ္တလားတင်ငွေမှမဟုတ်တော့တာ။ငါရုပ်ကလည်းပြောင်းခဲ့ပြီ။အရင်ကပတ္တလားလက်ခတ်ကင်ခဲ့တဲ့ငါလက်တွေကလည်းထုံးတုံတန်းရှားစေးတုံတန်းတွေကိုပြောင်းပြီးကင်နေခဲ့ရပြီလေ။အခန်းတော့ လမ်းထံရောက်၍မင်္ဂလာခန်းမကိုလှမ်းမြင်ရသည်နှင့်ဆိုက်ကားကိုကမန်းကရန်အရက်ခိုင်းလိုက်ရ၏ဒါတောင်ဆိုက်ကားသမားကခန်းမရှိသည့်လိုက်ပို့ပါမယ်တကယ်ကဲနှင့်လောကွယ်ချော်နေသည်သဖြင့်တော်ပါပြီကွယ်ဒီနေရာမှာပဲရက်ပါတော့ဟုမနှဲပြောယူရသည်ဘာပဲပြောပြောအစီရက်ထားတဲ့မင်္ဂလာပွဲလာကာလာလာတွေရှိကဆိုင်ကားနဲ့ဖြတ်ပြီးသွားရမှာရှက်တလူလူယွန့်တလူလူဖြစ်မိတာတော့အမှန်ပဲအင်းငိမ့်သောဂီတသံများလွှမ်းခြုံဖြတ်ကျနေသည့်မင်္ဂလာခန်းမတွင်သို့ဝင်လာခဲ့၏ ။ဘဝင်ဝ၌မင်းမျိုးလေးများကသူတို့သားသူတို့သမီးအမိပါသောကပ်ပြားလေးတစ်ခုနှင့် secret တလေးကမ်းပေ၏။စပွဲလို့တလုံးမဝင်ထိုင်ရင်ကိုတင်ငွေသားပါလာရင်တော့တီးဝိုင်းကိုတိတ်သဘောကြမှာပဲဟုတွေးနေမိသည်။ကိုတော့ကကိုတင်ငွေကပတလာတီးပြီးမိမိကစည်းဝါးကိုင်းကတချင်းဆိုခဲ့ပုံများကိုပြန်သတိရနေမိသည်။အော်ဒါနဲ့မမခင်တယောက်မတွေ့ရသေးပါလား။ဘယ်နေရာမှာဘာလို့တွေများရှုံနေလို့ပါလဲ။ အေးလေသူတို့သမီးမိခင်ဆိုတော့အလုံးများပြီမပေါ့မမခင်နဲ့တွေ့လို့ကတော့လမောင်းကိုဆွဲစိတ်ပြီးငယ်ကျူးငယ်နာတွေပြန်ဖော်ရင်းစလိုက်ပြောင်းလိုက်အောင်မယ်ဦးလိုက်သေးလိုက်မရင်မိုးရတာကြာလှပြီလေဘိသိက်ဆရာစင်မော်တက်လာပြီးအခမ်းအနားစာဤအလုံးငိမ့်သက်စွာထိုင်နေကြသည်ဘိသိက်ဆရာကပနာမစကားပြောခြင်းသူတို့သားနှင့်သူတို့သမီးကိုပွဲထုတ်ခြင်းလက်ထပ်ပေးခြင်းမင်္ဂလာစကားပြောခြင်း ကျေးဇူးတင်စကားပြော၍မင်္ဂလာခမ်းနားအောင်မြင်စွာပြီးဆုံးကြောင်းကြေညာခြင်းတို့ကိုအစဉ်လာတိုင်းပြုလုပ်သည်မမြခင်အားတွေ့လိုမြင်လိုစိတ်ပြင်းပြနေသောဒေါ်ကျင်ယုံမှာအခမ်းနာပြီးအောင်မနှဲအောင်ဤနေရ၏တွေ့ကျင်တာပေါ်တော့မမြခင်တို့နဲ့ကျုပ်တို့နဲ့ကအိမ်ချင်းကန်နေလာကြတာမမြခင်တို့အခုလိုဆိုင်ကြီးကနာကြီးနဲ့မဖြစ်ခင်လင်မယားနှစ်ယောက်အချုပ်ဆက်ကလေးတစ်လုံးနဲ့တကုန်းကုန်းလောက်ကိုင်းစားစဉ်ကလေးကကျုပ်တို့နဲ့ခင်မင်လာကြတာ ကျုံနေသူနဲ့ကလက်ဖက်အတူတုပ်စားပဲဈေးတူသွားပဲလေဟဲပုံမှန်မမြခင်မဟုတ်လားသွားနှုတ်ဆဲအောင်မမမြခင်နဲ့သူတို့သားသူတို့သမီးတို့ကထိပ်ပိုင်းရှိလူပုံနဲ့စပွဲဝိုင်းများပြီးမှရရင်ဓာတ်ပုံအရိုက်ခံနေကြ၏ကင်မရာမီးအောင်တလက်လက်တွင်စိန်အောင်ရွှေအောင်တွေပြိုးပြက်နေသည်ဒေါ်ဂျီယုံတယောက်လှမ်းချီယူနှီးကြရ၏ဟိုသွားလို့မဖြစ်ပါဘူးပိုးပေါ်ဝါဂျပန်ဘူးနဲ့ကျူးကြီးကြိတ်တွေကြားမှာစင်ကရီပါအင်ဂျီနွမ်းလေးကသွားနှုတ်ဆက်ရင်မ မမထင်းတို့ကိုဂုံတီညှူးနှွမ်းအောင်လုပ်ရာရောက်တော့မပေါ့ဘတော်တဆာဓာတ်ပုံလေးများပါသွားမှဖြင့်လှနေတဲ့မြင်ကွင်းလေးငါးကြောင်အကြီးတန်သွားပါပေါ့လုံးမဆက်တော့ပါဘူးမမခင်မြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေမင်္ဂလာဆောင်ကိုကိုရောက်ဖို့ကဗနာနာပဲမဟုတ်လားဒိုဂျီယုံသည်တင်းထားသောစိတ်ကိုအဆုံးတိုင်းရှော့ချလိုက်၏နေသားထိုင်သာရှိသောသဖြင့်အီပြောစားပြုနေသောရေကဲမုံတစ်စုံကိုကော်စားလိုက်သည်ထို့နောက်ဝဲမှထသည် ခီလမထဲ၍ပိတ်ထားသောစာရင်းဒီတလုံးကိုငွေဖလားထဲသို့ထည့်လိုက်ရင်မင်္ဂလာခန်းမထဲမှခိုက်ယူယူထွက်လာခဲ့၏အခန်းလေးဒေါ်ဂျင်ယုံကအကျော်ဆံများကိုပလတ်စတစ်အင်္ဂယ်လေးများထဲသို့ထည့်နေသည်ဖိုးတင်ငွေကကိုရွယ်ပန်းကိုရေစိုးဝေးစားဖြင့်အုပ်ထားလိုက်ပြီးဒေါ်ဂျင်ယုံဤမှလာထိုင်၏မင်္ဂလာဆောင်ကတော့စီးလိုက်တာတော့မပြောပါနဲ့တော့ဆရာလွန်တို့အခုကရောစီးရလားအေးကွယ်စီးတယ် ဒေါ်ဂျီယုံကလက်ဖက်စလုံးထဲမှလက်ဖက်သားအနှင်းငယ်ကိုနှိုက်ယူလိုက်လက်ထဲမှာအတောင်လေးဖြည့်အောင်ဆုပ်လိုက်သည်ထို့နောက်ပလတ်စတစ်အိတ်ထဲသို့တွင်လိုက်၏ဖိုတင်ဝေကဖျောင်းလိုက်တိုင်းကိုမီးနှီး၏အကြောစံထည့်ထားသောပလတ်စတစ်အိတ်ထဲကိုကောက်ယူသည်အဝဘက်မှအနားများကိုတံပီတံမှတင်၍ခောက်၏ဖျောင်းနိုင်မီးတောက်တွင်ဘယ်ညာရွှေ့၍အလိုက်သည့်အပူပေးရင်ပလတ်စတစ်အိတ်ကိုပိတ်သည်မမခင်ကတော့တော့ကိုမင်းနေသေးတယ် ကိုတင်ဝင်းကြီးအရင်လိုကြမ်းကြမ်းမာမာပဲလားတဲ့ဒိုဂျီယုံကဘန်းထဲမှာအကျိုးဆန်ထည့်ထားသောပလတ်စတစ်အိတ်ကလေးတွေကိုစီးသလိုလိုနဲ့ပြင်နာကိုတစ်ဖက်သို့လွှဲထားရင်ပျော်သည်မင်းကိုလည်းဆရာလွင်ကမေးရှာပါတယ်ကွာဂျီယုံတယောက်ရောအခုတချင်းဆိုသေးလားတဲ့အတန်မတုံအောင်ထင်းရင်ဖိုးတင်ဝင်းကပြန်ပြောလိုက်လေသည်မဟေတီမဂဇင်းဇူလိုင်လ2005နောက်ဆက်ပြီးကတူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်